အမှန်တကယ်ရှိမယ်လို့တော့မှထင်မှာမဟုတ်တဲ့ထူးခြားစံပြတတ်တော်ဝါဆေးကောင်းကြောင်းကိုဒီနေ့တော့ပုံကနေမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျမတို့တွေကဆိုရင်တော့27ရာစုမှာနေထိုင်တဲ့သူတွေဖြစ်ကြပြီးတိုက်ကြီးတွေအားလုံးကိုလည်းရှာဖွေတွေ့ရှိကြပြီးဖြစ်ပါတယ်။ကျမတို့နေထိုင်တဲ့နေရာမှာကဘာကျွေရဲ့လိဝက်ချက်အားလုံးကိုလည်းသိရှိပေးတာဖြစ်ကတောင်ထိပ်အားလုံးဒီဘက်ကိုလည်းအောင်မြင်စွာတက်ရောက်ပေးပြီးဖြစ်ပါတယ်။ဒါပေမဲ့သဘာဝတရားကြီးကလိဝက်စမ်းကြယ်မှုတွေနဲ့ပြည့်နှက်လို့နေပါတယ်။ သင်ကတော့ထိုးစန်းတဲ့တတဝါအားလုံးကိုမြင်ဘူးပြီးပြီလို့ထင်မိမယ်။ထိုးကြဆန်းချတဲ့တတဝါတို့ချို့ကြန့်ရှိနေပြီးတော့ညလုံးနဲ့မြင်ရမယ်ဆိုရင်တော့အိမ်မက်မက်နေရလားလို့ထင်မိသွားစီမှာပါ။ကျမတို့ရဲ့ channel ကနေပြီးတော့တန်တခါမှမြင်ဘူးမှမဟုတ်တဲ့ထူးခြားစမ်းကျဲတတဝါတွေကိုဖော်ပြပေးသွားပါမယ်နော်။ Subscribe နဲ့ခေါင်းလေးနေပြီးတော့အားပေးသွားပါအောင်ရှင်။ကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါတော့မယ်။ကျမကတော့ခိုင်ပါရှင်။ Venezuela အမွေးဘွားပိုးဖလံ။ အဲ့ဒီပိုးဖလံကို2009ခုနှစ်မှာပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီးအမွေးဘွားခွေးလေးနဲ့ပုံစံတူနေပါတယ်။နိုးတိုက်သတ္တဝါတွေရာဆွေးတော့သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုထိမှုအတွက်အမွေးအမြင်တွေကိုလိုအပ်ပေမဲ့များသောအားဖြင့်အင်းဆက်တွေဟာသူ၏သတ္တဝါတွေဖြစ်ကြပါတယ်။ သူတို့ပုံစံသာအာနာတိကတိုက်ကလာတာလို့ထင်ရပေမဲ့တကယ်တော့အပူပိုင်းဒေတာဗင်နီဇွဲလာကလာတာပါပဲသူရဲ့အမွေရိယာဆွေးနွေးအပူထိမမဟုတ်ပါအောင်တော့အင်းဆက်အများစုမှာပတ်ဝန်းကျင်ကိုအနံ့ခံအာယုံခံမှုနဲ့ကာကွယ်ဖို့အတွက်အမွေတွေပါလက်ကြပြီးအမွေဘွားပိုးဖလန်နေမှာဆိုရင်လေသူတို့နီးတူကြောင့်ပါနေတာပဲဖြစ်ပါတယ်ဒါပေမဲ့အခုကျမှလောလောလတ်လတ်ရှားပွေတွေ့ရှိထားတာဖြစ်တဲ့အတွက်သူ့အကြောင်းကိုသိပြီးတော့မသိသေးပါအောင်တော့အဲ့ဒီကောင်ကိုဖတ်လို့ရမယ်လို့သင်ထင်ပါသလားဒါပေမဲ့အချိန်နေပေးလာမယ်ဆိုရင်တော့မှသင်ထင်တယ်လို့ဖတ်လို့ရမှာမဟုတ်ပါဘူးရှင် မလေးရန်ခလူကုံအဲ့ဒီမျက်လုံးတွေဟာဆိုရင်တော့အန်အောကြရီကိုမြင်တဲ့အခါဖြစ်တတ်တဲ့မျက်လုံးနဲ့ဆင်တူပါတယ်။သူကပြန်တန်းနေတဲ့မျောင်းလိုလဲခေါ်ကြပြီမြင်တကယ်တော့သူဟာပြန်လဲမပြန်သလိုမျောင်းလဲမဟုတ်ပါဘူးလေ။နာမည်မှားခေါ်တာကတော့အမြဲတမ်းဖြစ်တတ်တဲ့အရာပါပဲ။ဒါဆိုရင်တော့ဘာလို့အဲ့လိုခေါ်တာလဲ။ခလူကိုရီမှာဆိုရင်တော့ရှက်နေလို့ပြန်တန်းနိုင်တဲ့အမည်ပါပါဝင်ပြီးတပင်တပင်ကနေတပင်ခဝဲဝဲထိပြန်တန်းနိုင်ပါတယ်။အဲ့ဒီတတဝါလေးတွေကနှစ်ပေါင်ခွဲရနေပြီးတော့လေးပေါင်ခွဲကြလေးနေပြီးတက်ကနေပြီးတော့2ကီလိုဂရမ်ကြာမှရှိပါတယ်။ အဲဒါတွေကြောင့်ပဲတက်ပဲနေပေါ်မှာခွာကြတဲ့တွေ့တက်တဲ့အကောင်လေးတွေဖြစ်နေပြီးတော့တန်ဆွမ်းမှုတိတ်ပြီးတော့မရှိကြပါဘူးလေသူတို့ရဲ့ပုံမှန်ကတော်တော်ကိုခက်ခဲတာပါပဲရှင်အပြာရောင်ခြေထောက်နဲ့ဘူဘီငတ်ကလပ်ပီကိုကျုံးကိုသွားမယ်ဆိုရင်တော့ဒီငက်တွေကိုတင်းရင်ဦးဆုံးမျက်စီတွေရောက်လာမိမှာပါပဲ။သူတို့ရဲ့ပုံစံကကိုယ့်ရုပ်ကာယနဲ့တော်တော်ရည်စင်ရကောင်းပြီမယ်။သူတို့ဟာပြန်တန်းတာနဲ့ရှေးကူးတာမှအတော်ဆုံးဖြစ်ပါတယ်။ ငှက်တွေမှာရည်စရာကောင်းပြီးရှုပ်ထွေးတဲ့မိလိုက်ဓလိတွေရှိနေပြီးအမတွေကိုဆွဲဆောင်မှုအတွက်ခြေပွားကိုမြင်းမြင့်ခြေဆောင်နေပြီးတို့ရဲ့အတောင်တွေကိုလေထဲမှာမြောက်ပြီးတော့အတန်နှိမ့်လိုက်မြင်းလိုက်နဲ့အော်ဒါကြပါတယ်။အမကအထင်ကြီးသွားပြီးဆိုရင်တော့အထင်းနာကိုသွားနေပြီးသူမရဲ့အတောင်နဲ့ထိကအတူတူကတတ်ကြပါတယ်။တို့ရဲ့ခြေထောက်ပြားတွေမှာသိပ်ပံနီးကြရှင်းလင်းချက်တွေရှိနေပါတယ်။အရာကငှက်တွေငါးကိုရှော့စားတဲ့အတွက်ကျန်းမာတဲ့ကိုခန်းအားစနစ်ကိုဖော်ပြတာပါတယ်။တင်တို့ရဲ့ခြေထောက်ကရောဘာရောက်မှာလဲနော်။ ကွန်ခွေရကွန်တော်မဟုတ်ခွေနှမျိုးတဲကတစ်မျိုးကိုအိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့မွေးဖို့အတွက်ဆုံးဖြတ်ရခက်နေရဆိုရင်ရကွန်ကိုမွေးဖို့အတွက်အကြံပေးစင်ပါတယ်နော်သူတို့ရဲ့အမွေတွေမှာရကွန်တွေလိုမျိုးအမှတ်အသားတွေရှိနေပြီးမြောက်အမေရိကကရကွန်တွေနဲ့ဆက်စပ်မှုမရှိပါဘူးရှင်သူတို့ဟာအိမ်မွေးခွေဝင်ပလွေမြေခွေတွေနဲ့အလုံးကုန်နေဆက်တဲ့ဆွေမျိုးတွေဖြစ်ကြပါတယ်ရကွန်ခွေရိယာဆိုရင်တော့တလင်တမယာစနဲ့သာကြံတုံးလေးရှိနေပြီးမိလိုက်ပြီးတဲ့သူနဲ့သာအတူတူနေထိုင်ပြီးအလုံးလောက်ကကလေးတွေကိုအတူတူပြုစုပြုထောင်ပေးကြတာပါ မတွေကိုမင်းဆောင်နေတဲ့အချိန်မှာသူတို့ရဲ့ပါတနာတွေကအစာတွေပန်းတွေကိုယူလာပေးတတ်ပါတယ်။ဒါပေမဲ့ဘသူမှတော့မမြင်ဘူးသေးတဲ့အတွက်ဟောက်မဟုတ်တော့သိချာမသိပါအောင်နော်။သူတို့တွေကထူးခြားကြပြီးခွေးမျိုးစိတ်တွေထဲမှာတခုတည်းသောရာသီတို့စောင့်ခုတ်တတ်တဲ့နှုတ်တိုက်တတ္တဝါတွေဖြစ်ကြပါတယ်။ပို့ပြီးတော့ထူးခြားတာကသူတို့တွေကအထူးတကွာအိပ်စက်တတ်ကြပြီးအတန်လေးတွေကလည်းအလုံးကိုချစ်စရာကောင်းလာပါတဲ့ရှင်။ Arcose အာကာသာတွေကဂျိုသားတွေရဲ့ရေဒီယိုအချက်ပြချက်တွေကိုဖမ်းယူဖို့ စ조사နေတဲ့ပုံပေါ်နေတဲ့တတဝါကိုတဲတို့မြင်ဘူးကြပါသလားသူကတော့မာခရော့စိတ်ပဲဖြစ်ပါတယ်ကောင်းကအမိကို6ပေတုံးမဟုတ်180စင်တီမီတာထိရှည်လျားနိုင်ပြီးရှောင်းရစရာကောင်းတဲ့အချက်ကတော့သူတို့ရဲ့ဥကြဝါဆိုရင်9.2ပေတုံးမဟုတ်7.6မီတာထိအရှိရှိနိုင်ပါတယ်။ဒီအရှိဟာဆိုရင်တော့အထီးတွေမှာပဲရှိနေတာဖြစ်နေပြီးသူတို့ကဥကြကိုမျိုးပွားရသည့်အတွင်းမှာတိုက်ခိုက်တဲ့နေရာမှာအသုံးပြုကြတာပါ။ အမရီရဲ့ဥကြိုကတော့ဆယ်လမ်းမသို့မဟုတ်25စင်တီမီတာသာရှိပါတယ်။သူတို့ဟာတသက်လောက်တမားတွေဖြစ်ကြပြီးအရွက်မြက်အသီးနဲ့ပန်းမွေနေတာစားသုံးကြပါတဲ့ရှင်။အမေးပွားနွားဒီအမွေးပွားအယုတ်ကြီးတွေမှာဆိုရင်တော့လျှို့ဝက်ချက်များစွာရှိနေပါတယ်ပထမဆုံးအနေနဲ့ဒီနွားတွေကမျိုးစေ့အစ်တွေမဟုတ်ပါဘူးနော်သူတို့ရဲ့မျိုးကိုကျမတို့တည်ပြီးသားဖြစ်ပါတယ်သူတို့ကိုတီးတက်လူတယောက်စီကဆေးကြောအချောက်ခံပြီးတတ္တဝါတွေကိုစတိုင်ကြစီမဲ့ထုတ်ကုန်တွေကိုအသုံးပြုပြီးတာကြောင့်ဒီပုံစံဖြစ်နေတာပဲဖြစ်ပါတယ် သူတို့ကိုတလူအမွေထူထူဖြစ်စေဖို့အတွက်နေတိုင်းထိန်းသိမ်းပေးနေပြီးပုံမှန်ဆောင်ရှောက်ပေးဖို့လိုအပ်ပါတယ်။အဲလိုပြုလုပ်ပြီးမှသာဒီလိုချက်စရာအမွေပွားအယုတ်လေးလိုဖြစ်နေမှာပါ။ညသောအဖြစ်ရှိုးပွဲတွေအတွက်ပြုလုပ်ပေးတတ်ကြပြီးတရုတ်ပြပွဲမတိုင်ခင်နှစ်နိုင်လောက်လိုကလေးကပုံသွင်းပေးဖို့လိုအပ်ပါတယ်။သူတို့ရဲ့အမွေးနှုတွေကိုသပင်ဖြန်းပေးပြီးတော့အမွေးတောက်ပြောင်နေဖို့အတွက်တဘာဝအုံးစီကိုအသုံးပြုရပါတယ်။တရုတ်မှန်ရှိမှအချိန်ဘလောက်ထိကုန်နေတတ်ပါသလဲရှင်။ပါတာဂိုနီယာမာရာ ဒီကောင်ကိုကြည့်ပြီးတော့တားပိုက်ကောင်နဲ့ရုံမျိုးဆက်ထားတယ်လို့ထင်မဲ့ဆိုရင်တစ်ချက်ပြန်ပြီးတော့စမ်းစားကြည့်လိုက်ပါပါတာဂိုနီယာနီယာဆိုရင်တော့ကျမတို့နေထိုင်နေရကမ္ဘာမှာလေးခုမြောက်အကြီးဆုံးကိုက်ဖြတ်စားတောက်တဲ့တတဝါတွေပဲဖြစ်နေပြီးသူတို့အကြောင်းစိတ်ဝင်စားစရာများစွာရှိနေပါတယ်အမရိကသူတို့ရဲ့တာသမီတွေလုံခြုံမှုအတွက်လူအုပ်ထဲမှာထားတတ်ကြပြီးအထီးတွေကကလေးတွေကိုစောင့်ရှောက်တဲ့နေရာမှာကူညီပေးပါတယ်။သူတို့ဟာချင်းချောက်ချန်တဲ့အခါမှာတအီအီအော်မြင်တတ်ပြီးတစ်ခါတည်းရမှာလေပိုးကောင်တွေလိုမျိုးအော်မြင်တတ်ပါတယ်။ ်သင်ကသူတို့ကိုချောင်းလန်းခဲ့မယ်ဆိုရင်ဒေသတော်တွေကလေဟာနယ်ထဲမှာ6ပေဒါမှမဟုတ်ရင်180စင်တီမီတာအထက်ခုံပေါက်ပြေးလွှာနိုင်ပါတယ်။သင်တို့ရောဘလောက်ထိခုံပေါက်ပြေးလွှာနိုင်ပါသလဲ။ပြောရမယ်ဆိုရင်အဒီကောင်လေးတွေဟာတကယ်ကိုအမြန်ဆန်ကြပါရဲ့ရှင်။ Empire Tamarind မြောက် ဒီကောင်လေးတွေဟာဆိုရင်တော့အင်ပါယာဘီရင်နဲ့ဆင်တူနေပြီးထိုးခဲ့တဲ့အနက်ခမ်းမှုတွေကြောင့်ပညာရှိအဖို့ဦးနဲ့လည်းဆင်တူနေပါတယ်။တကယ်တော့သူတို့ကိုဒီလိုခွာတဲ့အကြောင်းပြချက်ကဂျာမန်ဘီရင်ဝီဟုံတူနဲ့ဆင်တူနေတဲ့နှက်ခမ်းမှုရှိရာကြောင့်ပဲဖြစ်ပါတယ်။ဒီချက်စီယာကောင်လေးတွေရဲ့အရွယ်ဆားဟာဆိုရင်တော့ဆယ်လက်မသို့မဟုတ်26စင်တီမီတာသာရှိနေပြီးမြင့်သူတို့ရဲ့အမိကတော့16လက်မသို့မဟုတ်40စင်တီမီတာထက်ရှိလျားပါတယ်။ သူတို့ဟာလေးကောင်ကနေအကောင်20ကျောင်းအုပ်စုဖွဲ့နေတတ်ကြပြီးအငဲလိုလိုနှစ်ကောင်ပူးမွေးတတ်ကြတာပါ။အဲ့ဒီအချိန်ဆိုတော့မိသားတစုတခြားမျိုးတွေကကလေးလေးတွေကိုစောင့်ရှောက်ပေးတတ်ကြပါရဲ့။သူတို့ဟာအသီးအဝတ်သာစားတဲ့တတ္တဝါမဟုတ်ဘဲနဲ့ပန်းပွင့်ဝိရီနဲ့အသီးတွေအပြင်ဖားခရူးနဲ့ငှက်ပေါက်ဆောက်တွေကိုအောင်စားသုံးတတ်ကြပါတဲ့ရှင်။ Rhino Big Dick Gas တို့မဟုတ်စူပုတ်နေတဲ့ရွှေဝါရောင်မြောက်အဲ့ဒီမျိုးစိတ်ရဲ့နာမည်ဟာဆိုရင်တော့ Rockset Glanner ဖြစ်နေပြီးတော့နောက်ွယ်မှာပုံမြင်တဲ့ပုတ်ရှင်နေပါတယ်။သူတို့ကဒီလိုပါကြောင့်ခေါ်တယ်လေဆိုရင်တော့16ရာစုနှစ် Ottoman Empire ရဲ့ Sultan တွေနဲ့ Centura ကြောင်းဖြစ်ပါတယ်။တခြားစိတ်ဝင်စားစရာကောင်းတာတစ်ခုကအထီးနဲ့မှသာကြွားချကြပါပဲ။အထီးတွေကအမတွေထန်းနှဆပုံလေးပြီးအယောင်လည်းမတူကြပါဘူးနော်။အမရီအယောင်ကပို့တော့ပြီးတော့နှစ်ဖူးနဲ့အပေါ်ပိုင်းမှာအနက်ရောင်အစင်းကြောင်းပါရှိနေပါတယ်။မွေးကာစအမြောက်တွေရဲ့အယောင်ကဖြော့နေပြီးနေရောင်အောက်မှာဆွေးနော်အဖြူရောင်နဲ့တူပါတဲ့ရှင်။မန်ကာလက်ဆာဝက်အပေါ်ရန်သိုးမွေးပါတယ်ဝက် တွတ်လိုက်တဲ့အမွေးတွေပါတဲ့ Anyway ရဲ့မူရင်းဒေတာဟာဆိုရင်တော့ဟန်ဂေရီဖြစ်နေပြီး19ရာစုအလယ်လောက်မှာရှာဖွေတွေ့ရှိခဲ့တာပါ။အဲဒီဝက်ရဲ့ကိုပေါ်မှာအမွေးတွေပါနေတဲ့အတွက်သိုးနဲ့ဆင်တူနေတာကြောင့်မန်ဂါလက်စတာဝက်ဆိုပြီးတော့နာမည်ပေးခဲ့တာဖြစ်ပါတယ်။အမွေးအနေနဲ့အနက်လဲရှင်နေပြီမြင်များသောအားဖြင့်ရှိုးရအမွေးတွေကပို့ပြီးတော့များပါတယ်ဒီဝက်တွေရဆွေတော်ဆောင်းရတီမှာတော့သူတို့ရဲ့စောင်းအွေးတွေအတွက်ခုံယူဝင်ကြလို့နေပါတယ်အဲဒီဝက်ရဲ့အရသာဆိုရင်တမ်မန်ထထုခဲ့နေပြီ ပါကစတ်နယ်ပြည်တည်ရတယ်လို့မျိုးခံစားရစေတာကြောင့်လူတွေကအလူရက်ကိုစားသုံးခဲ့ကြပါတယ်။အဲဒါကြောင့်ပဲ1990လောက်မှာဝက်ကောင်ရီ200အောက်သာရှင်နေပြီးမျိုးတုံးလို့နေပါဖြစ်သွားခဲ့တာပါ။ဒါပေမဲ့ဒီကနေ့ခင်ဗျာဆွေတော်ကျေးဇူးတင်စရာကောင်းစွာနေပါပဲဒီဝက်တွေကိုထပ်မံမွေးမြူဖို့ကြိုးစားနေကြပါရှင်။ကဲဒါကတော့အပူပြပြပေးသွားမှာပဲဖြစ်ပါတယ်။တိန်တော်စိတ် အဲ့ဒီမျိုးဆိုင်ရာဆိုရင်တော့တိမ်တွေထဲမှာနေတဲ့အတွက်ဒီနာမည်ပေးထားတာပါသူတို့ရဲ့အပြာရောင်တောက်နေတဲ့အမွေတွေကသူတို့နေထိုင်ကြစားရနေရာကတိမ်ကင်းဆန်တဲ့အပြာရောင်ကောင်းကင်ရဲ့အလင်းပြန့်မှုကြောင့်ဖြစ်နေပြီးသူတို့စားသုံးတာကတော့နေရောင်ကျင်းတဲ့တကြားလုံးတွေပဲဆိုတာတွေကိုသင်တို့ရောယုံပါသလားတကယ်လို့အဲ့ဒီဟာဆိုရင်တော့ CNWYVERN ကထုတ်လုပ်ထားတဲ့စံပြတဲ့အရုပ်ဖြစ်နေပြီးတကယ်လက်တွေ့မှာရှိနေမယ်လို့ကျမတို့လည်းနေတော့စိတ်ကူးရင်လို့ရလာပါရဲ့ရှင် ဟုတ်ကဲ့ပါဒီနေ့တော့လောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတော့နောက်တစ်ခေါက်တွေမှာစိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ပပိုင်